လောလောဆယ်လက်ရှိအခြေအနေပေါ့လက်ရှိအခြေအနေကတော့အဲကျွန်တော်တို့အလီပီးယားနဲ့ရဝန်ဖြစ်တယ်ဆိုပြီးတော့အဲဘယ်မိုးလေဝသဆန္ဒကမှာတော့မကြီးညာသေးဘူးအဲသူရဲ့ဒီဘိုလ်လေတိုင်းလုံးတဲ့ဟိုဘယ်လိုဖြစ်လဲအလီပီးယားနဲ့ရဝန်ဖြစ်လောက်တဲ့အနေအထားမျိုးအထိတော့မရောက်သေးဘူးပေါ့နော်အမရောက်သေးဘူးအရေးကြီးတာတော့ဟိုအိန္ဒိယမိုးလေဝသဆန္ဒကတော့သူကနောက်၄၈နှစ်မနေ့ကကြီးညာတော့ပေါ့နောက်၄၈နှစ်ကြီးအတွင်းမှာဒါ ဒီပြာနဲ့ရောစပြီးတော့ပြင်မယ်ဘင်္ဂလားပင်လယ်ပေါ်တောင်ပိုင်းဆိုပြီးတော့အဲ့လိုတော့ပြောတယ်။အဲပြောထားတယ်ဆိုတော့ကျွန်တော်တို့လည်းတအားဘူးအဲတောက်လျှောက်တော့စောင့်ပြီးတော့ကြည့်နေပါလေ။အရေးကြီးတာတော့အဲ၁၀ရက်နောက်ပိုင်းပေါ့နော်။အဲဒီအခုအဲဒီဧပြီလ၁၀ရက်နောက်ပိုင်း၁၀ရက်၁၁ရက်၁၂ရက်၁၃ရက်၁၄ရက်နေ့လောက်အထိကိုအဲငရင်တန်တက်တဲ့နေရာတွေအဲမလဲဘူးပြားနိုင်တယ်။အဲဒါကျူရင်စမ်းချက်အနေနဲ့ပဲရှိသေးတယ်။အဲတော့ဟိုအရေးကြီးတာတော့ ီဒီပြန်နဲ့ရောင်းဖြစ်လာနိုင်ပြီဆိုတဲ့အချိန်ကြလို့ရှိရင်ပြစ်ပြီဆိုတဲ့အချိန်ပေါ့နော်အဲပြစ်ပြီဆိုတဲ့အချိန်မှာသူ့ရဲ့အဲလမ်းကြောင်းတူရဲ့အယွေအစားမုံတိုင်းဖြစ်လာမယ်ဆိုတော့မုံတိုင်းပေါ့မုံတိုင်းအယွေအစားနောက်ပြီးတော့မှဒီလမ်းကြောင်းပြီးတော့သူ့ရဲ့အာဒီတိုက်နှုံးဒီတိုက်နှုံးဒီပြင်းအားပေါ့နော်ဒါဒီ block ဖြစ်တယ်ဆိုတဲ့ဟာအတိအကျတွက်ဖို့လိုပါတယ်သိရဖို့လည်းလိုပါတယ်ပြီးတော့မှဒါပေတီစာပေတီတာတွေမှာတော့ဘူးပြမယ်ပေတီစာတွေကတော့ဒီတင်တိုက်နိုင်မယ် အဲဆိုရဲကျူရင်ကျွန်တော်တို့တတိပေးချက်တွေကျွန်တော်ပြလို့ရမှာဖြစ်ပါတယ်ဗျအဓိကအာလောလောဆယ်ပေါ့အလောလောဆယ်မှာကျွန်တော်တို့အဘင်လာပင်တော်တောင်ဘက်အဲမှာရှိနေတယ်ဒီဥစ္စာဒီနောက်ထပ်၃ရက်၄ရက်လောက်အချိန်ရမယ်အဲ့တော့ဟိုကျွန်တော်တို့ဒီဆန်းထားတဲ့ရိုးစီတွေနောက်ပြီးတော့ဖြည့်သိမ်းပြီးတော့အာထားမဲ့ဒီရိုးသိမ်းဖို့လုပ်ပြင်ရှင်နေတဲ့အနေအထားတွေနောက် ်ထားတောင်သူတွေသာသဖြင့်ပေါ့နော်ဒီမိုးအချိန်ခါမဟုတ်မိုးလိုမျိုးဖြစ်လာမှာဖြစ်တဲ့အတွက်ဒီမိုးကြောင့်အပျက်စီးအောင်ကြိုတင်ပြီးပြင်ဆင်ထားဖို့ဒီလိုဓာတ်ကြီးအပြင်ရပါမယ်နောက်ပြီးတော့မှဒီဒီတင်ထားတဲ့ဒီသေယူပို့ဆောင်ဘာညာလုတ်တဲ့ဟာပေါ့နော်ကျွန်တော်ကေရီပစ္စည်းတွေတွားပြီးပို့ဓာတ်ကြီးနောက်ပြီးတော့မှဒီအငင်းဒီတော့ပစ္စည်းတွေပို့ဓာတ်ကြီးအဲ့ဒီဟာဒီမှာဟိုအမိုးအခါနဲ့ပို့ပို့နောက် အဓိကကတော့နောက်၃ရက်တော့မှမူးရွာနိုင်တယ်များနိုင်တယ်ဆိုတော့တည်ပြီပေါ့အဲ့တော့ငရင်ထုတ်ထားတဲ့အနေထားမှာမြေကြီးအနေထားမြေအောက်အနေထားတွေဒီအရင်လိုပုံမှန်မဟုတ်ဘူးကြောင်းနေမယ်အဲ့တော့မိုးများလာလို့ရှိရင်ရေဝင်နိုင်တယ်အဲ့ဒီမှာမြေကျွန်ကျတာတွေဖြစ်နိုင်တယ်အဲ့ဒီဟာတွေကိုလည်းသတိထားကြဖို့အဲ့ဒါတော့ကျွန်တော်အထူးသတိပေးခြင်းပါတယ်အာအေရီတိုင်း အဲရန်ကုန်တိုင်းပဲခူးတိုင်းပြီးတော့ရှမ်းပြည်နယ်ရှမ်းပြည်နယ်ပဲဒါမိုးများနိုင်တဲ့အထက်မှာပါပါတယ်ပြီးတော့မှနေပြီးတော့နော်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအပြောမယ်ဆိုရင်တော့အရှမ်းပြည်နယ်လည်းပါမယ်ရခိုင်ပြည်နယ်လည်းပါမယ်တနင်္ဂနွေအတိုင်းတိုင်းတော့မိုးပူလာနိုင်တယ်ဒါတုံးလေးရပေါ့နော်အကျွန်တော် website ရဲ့ဒီအပေါ်ကဘယ်နာမှာလဲကျွန်တော်ဒါတင်ပြထားပါတယ်အဓိက တတိထားမယ့်နေရာတွေပေါ့နော်ဧပြီ17ရက်12ရက်13ရက်14ရက်15ရက်နေ့တွေမှာငင်းတန်းခံထားရတဲ့သခိုင်းတိုင်းအောက်ပိုင်းရဲ့မန္တလေးတိုင်းရဲ့ဒီပြည်တော်ဒေသတွေမှာတရားကွက်ပြီးဦးပြနိုင်တယ်ဆိုပြီးတော့တော့အဲ့ဒီမှာဒါတတိပေးထားတဲ့ဟိုပေါ့နော်ဘန်နာလေးကျွန်တော်တင်ပေးထားတယ်အဲ့မှာဒီအဲ့ဒီကနေပြီးတော့မှဒီ division the city weather မှာကျွန်တော်နောက်လာမယ့်၄ရက်အဘလို့အခြေအနေရှိနိုင်မယ်ဆိုတာကြိုတင်ပြီးကြည့်လို့လည်းရပါမယ်အဓိကတတိထားမှာတော့ အချိန်အခါမဟုတ်ဘူးများများရွာနိုင်နေဆိုတာကောင်းနေထည့်ထားဖို့လိုပါမယ်ဗျာ။